မြန်မာပြည်ကအမှုပညာရှင်တွေပို့ဆန်စွာနဲ့တာသမီတွေကိုအပြိုင်ဆိုင်ဘုနာမည်ပေးနေချိန်မှာတမီလေးကိုမြန်မာဆန်ဆန်နာမည်ပေးလိုက်တဲ့ Jessica Data ပြည်သူတွေအားလုံးပဲမင်္ဂလာပါရှင် Jessica Data ဟာဆိုရင်တော့သကလုံးလက်လာလေးတွေနဲ့တိတ်ကိုစကားတက်ပြီးရောဟာတာတွေပြောပြီးပြည်သူတွေရဲ့အချစ်ကိုတင်ပိုက်ထားသူလေးဆိုရင်လည်းမှမလာဖြစ်ပါသူမဟာအမှန်တရားတွေကိုလည်းပြောတတ်လွန်းတာကြောင့်ပြည်သူတွေအချစ်ပိုးရတာဆိုလဲမှတ်မှားတာဖြစ်ပါတယ်။ဂျက်စီကာတတာဟာယောက်ျားဆန်ပြီးတော့ သူမစကားပြောပုံကလည်းအများနဲ့မတူပဲ꿰ထွက်နေရဖြစ်ပါ යි အများနဲ့မတူ꿰ထွက်နေရဲ့အတွေးမြင်တွေပုံစံတွေကြောင့်လည်းထိုးပေါက်ပြီးအောင်မြင်နေသူတယောက်ဖြစ်ပါ යි သူမဟာမြန်မာနိုင်ငံမှာနေတုန်းကလည်းအောင်မြင်ကြော်ကြားခဲ့သူတယောက်ဖြစ်ပါ යි အစီအစဉ်တင်ဆက်သူတယောက်လောက်ခဲ့သလိုမြန်မာနိုင်ငံအမျိုးသမီးတူကြီးရဲ့အသေးကြော်ပဲလို့ဖြစ်တဲ့ဆိုင်းဆိုင်နဲ့လည်းတချင်းအတူတူဆုတ်ခဲ့ပူတာဖြစ်ပါ යි ဂျက်စီကာဒတာဟာနိုင်ငံသားကိုပြောင်းရွှေ့နေထိုင်ပြီးနောက်မှာတော့နိုင်ငံသားသားနဲ့ချစ်ကြိုက်ပြီးလွန်ခဲ့တဲ့နှစ်တွေကရွှေလက်တွေက လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။နိုင်ငံသားသားကလည်းသူမကိုအလိုလိုက်ပြီးတော့သူမကလည်းပျော်ရွှင်နေရဖြစ်ပါတယ်။အဲ့လိုပျော်ရွှင်နေရကြောင်းလဲပရိသတ်တွေလည်းစိတ်ချမ်းသာခဲ့ကြတာဖြစ်ပါတယ်။နိုင်ငံသားရောက်သွားပြီမဲ့လည်းမြန်မာပြည်နဲ့ပတ်သက်တဲ့ကြော်ညာလေးတွေလည်းရိုက်ကူးနေတော့ဖြစ်ပါတယ်။သူမဟာနိုင်ငံသားသားနဲ့လက်ထပ်ပြီးနောက်ကိုဝင်ရှိပြီးအခုခါမှာတော့တမင်းလေးကိုခွဲမမွေပဲအစိမ့်လိုက်တာမွေးခဲ့တာဖြစ်ပါတယ်။သူမရဲ့တမင်လေးကလည်းချစ်စရာကောင်းပြီးတော့အခုတည်းကပြိသက်တွေရဲ့အချစ်ခံလေးဖြစ်နေပြီပဲဖြစ်ပါတယ် ညံထက်ပြီးသူများရိထအတွေ့ကောင်းတဲ့အချက်ကြီးကတတာကတော့သူမရဲ့သမီးလေးကိုလည်းကြပြဆန်းဆန်းနာမည်ပေးလိုက်တာဖြစ်ပါစိတ်ကူးကောင်းတဲ့ဂျက်စီကာတတာကတော့သူမရဲ့သမီးလေးကိုဒန်နာယီဒေးလို့နာမည်ပေးခဲ့တာဖြစ်ပါမြန်မာပြည်ကတချို့အမှုပညာရှင်တွေဟာဆိုရင်တော့အခုနောက်ပိုင်းမှာနိုင်ငံเจ้าအထင်ကြီးပြီးကလေးတွေရဲ့နာမည်ကိုလည်းဘိုးဆန်ဆန်နဲ့အပြိုင်ဆိုင်ပြီးနေချိန်မှာ ဂျက်စီကာတတာကတော့နိုင်ငံသားသားကိုလက်ထပ်ပြီးသူမရဲ့သမီးလေးနာမည်ကိုဒန်နိုင်ဒေးဆိုပြီးဘသူမှပတ်ခေါ်ဖူးခြင်းမရှိတော့သေးရဲ့သိကူရင်ဆက်ဆက်နာမည်လေးကိုပေးလိုက်တာဖြစ်ပါတယ်။ဒါကြောင့်လဲအားလုံးကဝိုင်းဝန်းပြီးချီးကျူးနေကြတာဖြစ်ပါတယ်။သူမရောက်ခမရီနဲ့ခင်မောဖြစ်သူတို့ကလည်းတမီလေးနာမည်ကိုမြန်မာဆန်ဆန်ပေးခြင်းအပေါ်မှာကန့်ကွက်ခြင်းမရှိဘဲသူမစိတ်တိုင်းကျထောက်ခံအားပေးခဲ့ကြတာဖြစ်ပါတယ်။ဂျက်စီကာတတာကငယ်စဉ်တုန်းကမင်းသမီးဖြစ်ခြင်းခဲ့တာဖြစ်ပြီး သူမရုပ်ရည်ဟာမင်းသမီးဖြစ်ဖို့ကံစားတာမပါခဲ့တာကြောင့်လေဇကားအပြောဆိုလိမ္မာပါနဲ့တက်ကြွတဲ့အစီအစဉ်တင်ဆက်သူသားလောက်ပြီးလူအများကြီးအာရုံကိုဖန်ဆားနိုင်တဲ့လူတစ်ယောက်ဖြစ်အောင်လုပ်ခဲ့တာဖြစ်ပါတယ်။သူမ၏ဂီမန်ချက်အတိုင်းမင်းသမီးမဖြစ်ခဲ့ပေမဲ့လေဂျက်စီကာတတာဟာအောင်မြင်ကြော်ကြားသူတစ်ယောက်ဖြစ်နေခဲ့ပြီပဲဖြစ်ပါတယ်။ဒါဟာလေအများနဲ့မတူတဲ့ထိုးဖောက်နိုင်တဲ့သူမရဲ့ပါရမီကြောင့်လို့ပြောရမှာပဲဖြစ်ပါတယ်။ ဂျက်စီကာတတာဟာစကားပြောကြွက်ချစ်သူတယောက်ဖြစ်ပြီးရောသူမပြောတဲ့စကားတချို့ဆိုရင်မြန်မာမိန်းကလေးတွေအတွက်စိတ်တက်ခွန်အားတွေတော်တော်ရကြတာဖြစ်ပါတယ်။သူမဟာအမေရိကမှာအခြေချနေထိုင်နေပြီးရောအခုဆိုရင်လည်းတမီးလေးကွန်မွေးဖွားပြီးပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။အမြဲတမ်းပျော်နေတတ်တဲ့ဂျက်စီကာတတာတယောက်ခင်မုန်းနဲ့တူတဲ့တမီးလေးကိုပိုင်ဆိုင်နေပြီးရောတမီးလေးကိုလည်းမြန်မာဆန်ဆန်နာမည်လေးပေးလိုက်တာကြောင့်အလုံးကလည်းသဘောအကျကြီးကြာနေကြတာဖြစ်ပါတယ်။ မြန်မာပြည်ကတချို့အမှုပညာရှင်တွေ